သမီးလေးမြန်မိုးကင်းကရင်ဘွားနဲ့တဘွားလုံးပဲအရေးကြီးတယ်အဲဘာသာရေးဘာသာတခုကကိုအဲ့လိုသွတ်သွန်းလိုက်တဲ့အခမ်းအနားကြီးတခုလောက်တော့အဖေရင်ခောက်ခောက်ဖြစ်တယ်ငါ့ကိုကျွန်တော်ခွင်တောင်းမှုတိုင်ပင်ဖို့နောက်ဟောအသိပေးဖို့လိုရတယ်လို့မထင်ဘူးမဆိုင် guys မင်္ဂလာပါကေဘလော့ရဲ့ဒီကတင်ဆက်ပေးမယ့်တဲ့င်းကတော့သမီးလေးကိုဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာကြောင်းပေးလိုက်တဲ့ချမ်းချမ်း ်ဒီရပိုင်းတည်းတော်တော်လေးလှလှခက်ခက်ဖြစ်သွားစေတဲ့တည်င်းတစ်ပုတ်ရှိနေပါတယ်အစရရှန်ချင်းကတော့ဗျာဒီသုတ်သမင်းအကြီးမားကိုဗုဒ္ဓဘာသာကနေခရိယန်ဘာသာကိုဒီအီတလီနိုင်ငံမှာเนาะသင်အခွင့်ပေးလိုက်တော့ကြားတယ်ဆိုတော့ဒီအပေါ်မှာသူရဲ့အဖေကဒီအဲသမင်းကြီးကိုဗုဒ္ဓဘာသာကနေခရိယန်ဘာသာကိုသင်ပလိုက်တဲ့အပေါ်မှာဗာရီပြောထားတယ်ဆိုတာကိုငါတို့ကြည့်ရမှာဖြစ်ပါလေဆိုတော့ဗီဒီယိုဖိုင်လေးပေါ်လိုက်ပါကြည့်ရှုပလေးပေးပါလေပြားစီโอเค so let's go တမီးလေးကိုဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာကြောင်းပေးလိုက်တဲ့ချက်ချက်ဒီအပိုင်းတည်းတော်တော်လေးလုံလုံခန့်ခန့်ဖြစ်သွားစေတဲ့တည်င်းတပုတ်ရှိနေပါ යි ဒါရောအစရောချက်ချက်ကသူ့ရဲ့တမီးကြီးလေးမြင့်မော်ကင်းကမေကိုခရစ်ယာန်ဘာသာကြောင်းလိုက်တဲ့ကိစ္စပါမကြသေးခင်ရပဲအစောချမ်းချမ်းအသူရဲ့လူမှုကွန်ရက်စာမျက်နှာနေတဲ့ဆင့်တမီလေးမြင့်မော်ကင်းကမေကိုခရီးရဖျားအကြောင်းတော်တစ်ခုမှာနှစ်ချင်းမိကလာပေးပြီးခရီးရဘာသာဝင်ဖြစ်တယောက်ဝင်သွတ်သွင်းလိုက်တဲ့ပုံရိပ်တွေကိုမျှဝေခဲ့ပါသည် ဒီပုံတွေတက်လာတာနဲ့တပြိုင်နက်တည်းအထူးသဖြင့်ဗုဒ္ဓဘာသာဝင်ပရိသတ်တွေစီရောက်ဝေမန်တန်နေအဓိကအားဖြင့်စေမကောင်ဖြေရှားရဲ့မှတ်ချက်တွေအများအပြားထွက်ပေါ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ပရိသတ်တွေအားလုံးသိကြရတဲ့အချိန်တမီလီမြင့်မို့ခင်ကမေးဆိုတော့အစိုးရချမ်းချမ်းရဲ့ပထမအိမ်တော်သရုပ်ဆောင်ဖုံတိုင်းနဲ့ရရှိခဲ့တဲ့တမီလီဖြစ်ပါတယ်။သူမကမြန်မာနိုင်ငံမှာဝင်ပွားခဲ့ပြီးသူ့ရဲ့ငယ်ဘဝတစ်ချောင်းလုံးဗုဒ္ဓဘာသာဝင်ကျောက်အနေနဲ့ကြီးပွားလာခဲ့တာပါ။ အခုလိုမိခင်ဖြစ်သူရဲ့မိသားစုရင်သိရှိရာအီတလီနိုင်ငံကိုလိုက်ပါသွားပြီးရဲ့နောက်အခုလိုဘာသာတစ်ခုကိုကူပြောင်းလိုက်ရတဲ့ပုံမှာလူကမိကုံထုံလာကြပါပေးသက်များဆိုအထူးသဖြင့်ဗုဒ္ဓဘာသာဝင်နေရာချင်းမြင်ကွင်းပေါ်တော်တော်လေးစိတ်ဝင်စားဖြစ်ကြပါလိမ့်။သမီးလေးမြန်မိုးကင်းကရင်ဘဝနဲ့တဘဝလုံးအတွက်အရေးကြီးတဲ့အဲဒီဘာသာရေးဘာသာတစ်ခုအကူအဲ့လိုသွန်းလိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့ ဖြည့်ရင်ခောက်ခောက်ဖြည့်တဲ့ငါ့ကိုကျွန်တော် ခွင်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအတိပေးဖို့လိုရတယ်လို့မထင်ဘူး။နော်လေနော်လေဒါဒါတကယ်အရေးကြီးရနော်ဆိုရလည်းပြောရတယ်။၃နှစ်လောက်ခလေး၃နှစ်လောက်တည်းကနင်းဖြည့်ဟာကေဥမ္မော်ဆိုဟိုးစိမေချက်ကိုတမီးကိုခေါ်ခေါ်သွားတယ်ခလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းနေခလေးကိုပြောတဲ့မကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလေးကဒီအချိန်မှာခလေးကခလေးလူပဲရှင်းသားမှာဒီကြီးပြင်းပါသေး အဲကျွန်တော်လည်းဘိုးရဘာသာအကြောင်းကိုခလေးကိုစီးယုံနေရအောင်ခလေးအဲ့လိုထိမပြင်းမမစေနဲ့ခလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုခလေးဘွားကလည်းပြောခဲ့တယ်ကြီးုံလည်းပြောခဲ့တယ်အခုသမီးအီတလီမသွားခင်လည်းအထက်တစ်ခါတော့မှားတယ်အဲ့လိုကြီးမလုပ်ပါနဲ့အခုဆိုလို့ရှိရင်ကျန်တဲ့ကိစ္စတွေငါစိတ်ဝင်သွားတော့သမီးနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တဲ့အချက်ပြောပါအခုပြန်ဒီဘာသာကြီး ဘာသာရေးကိုငါချိန်မောင်းတဲ့တိုင်မှာမပေါဘူးဟိုးရင်နဲ့ငါကိုယ်နဲ့စိတ်မြေချက်ကိုလိုက်ပို့ခဲ့တဲ့ကောင်မှာခရစ်စမတ်ဆိုလို့ရှင်လဲနင်းကိုခလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်ဒါအဲ့တော့ဒီငါချိန်မောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသည့်ကိုဟိုလွတ်လွတ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီခလေးလေးကသူ့သူသူကိုယ်နဲ့ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိတ်တဲ့ဘာသာကိုဝင်ပါစေဆိုတော့လေအထက်ထက်ကကပြောထားတယ်အဲ့တော့လူကြီးလှုပ်ချတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ်စက်တင်ဘာ2ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်သမီးကျူရှင်လာခဲ့ပဲဒီကလှမ်းပို့ပြီးရောတပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခလေးနဲ့ပတ်သက်တဲ့အကြောင်းတွေနင်းလိုအပ်တဲ့စားစရာတွေအဆက်တည်းငါအဖုံပို့ပေးတဲ့အကြောင်းနင်းကနေတိုင်းမက်ဆေ့ချ်မှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခွန်းတလီလေးတော့ဟိုတိုင်မြန်မာတွေခွင့်တောင်းမာတွေမပြောအ ਨੇ သုံးတော့အတိပေးတဲ့လို့မထင်ဘူးလားနောက်ဆုံးအုပ်ဒီသတင်းထွက်လာတာကဒီနေ့ပဲနေ့ရက်9ရက် 6ရက်နေ့အထိကျန်တဲ့မနစ်တနေ့အထိမက်ဆေ့ချ်မှာစကားပြောသေးတယ်အင်္ဂါရှိမှရှူရင်မနက်ကောင်ကြီးအောင်အဲ့လိုသွားနေရလို့အဟိုမြန်မာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ဖြန်ကြာငါရှူရင်ပြီးပြီးအောင်ပို့လို့ရနေနေကလည်းအပြင်းကနေပြောနေနေပို့တဲ့စားနေနေတော့မဟုတ်အဲ့မှာဒီအကြောင်းဒီကိစ္စတော့အရေးကြီးတာမရှိဘူးပါငါမှအဲ့လိုပြောလို့ဘာသာရေးကိုချင်းမောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းတဲ့ဥစ္စာကြီးအခမ်းအနားကြီးနဲ့လုံးဆံမလို့ဘူးလေ လောက်တယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ခင်ရမယ်ဆိုတော့တိကျတာစိတ်မျိုးလည်းမရှိကလေးလေးကဆန်းနေပဲရှိသေးတယ်အဲ့ဒါသမီးကိုယ်နဲ့ကဝင်နေတယ်လို့ငါ့အောင်လားမပြောနဲ့ငါသမီးကြောင့်ငါအတည်တော့ဟုတ်ပါဘူးသမီးအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တည်းကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှင် Sunday ရေမဟုတ်တပတ်မှာ9ရက်လုံးခေါ်သွားကြမှာဘုရားကြောင့် ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုံးဆရာမလူသေးဘူးလေကွာတမီးကခလေးလေးရှိသေးတာသူ့သူရွေးချယ်ပါစေဆိုတော့လည်းထက်ခါထက်ခါပြောအဲ့ဒါကငါ့အတီပေးဖို့အခွင့်အရေးမရှိတာလည်းမဟုတ်နေနဲ့အဲ့ဒါမစင်ညာမှာအများအားပြောနေကြတမီးနဲ့ပတ်သက်ပြီးတော့မင်းကတနည်းအားဖြင့်ပြောသေးတယ်ဆိုအဲ့ချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတလောင်းတလေလေးတော့အဖေအရင်ခောက်ခောက်ဖြစ်တဲ့ငါ့ကိုတိုင်မြန်လာလေးဟိုအခွင့်တောင်းလာလေးထောင်းအတီလေးတော့တစ်ချက်မပေးဘူး ဆိုတော့များတယ်များတယ်ကျွန်တဲ့ကိစ္စတွေမှာသမီးနဲ့ပတ်သက်မမျှော်လင့်တာရှိမှာမင်းတို့အဲ့ဘာသာလဲအဲ့လိုကိုဘာသာတွေဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ငါဘာသာတွေဝင်လို့တကိုးနိုင်သွားလည်းမဟုတ်သူ့ဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လဲငါအဲ့လိုဒီမကျင်းမြအောင်တမေဟိုမီယူပလာဘုရားဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မှကြီးတည်းကညာလိုက်အဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့အဖေအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာ အခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှင်ဒါကြီးကသူကတရားဝင် online ပေါ်မှာတရားဝင်ဟိုတနင်္ဂနွေတော့ကဘာလို့သိရတဲ့ကိစ္စကြီးမှာအနေနဲ့တော့အဖြစ်ဖြစ်တယ်ငါသဘောမတူဘူးပါဒီကိစ္စကအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောရလဲမဟုတ်သမီးတစ်ပတ်ကိုခြိုက်လို့ရှင့်အစ္စလာမ်ပဲပဲဝင်မယ်ဂျူးလည်းပဲဝင်ဂျိမ်းဘာသာတွေပဲဝင်ခြိုက်တဲ့ဘာသာတွေဝင်မယ်သမီးကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှင့်ဘယ်ဘာသာပဲဝင်နောက်ဆုံး free တင်ကောဘယ်ဘာသာမှမကူဘူးဆိုလဲငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ် ဖေရင်ခောက်ကောက်ပေါ့အနည်းဆုံးတော့အတိပေးတဲ့နေပြီးတော့ဒီကလေးကဆုံးဖြတ်တဲ့အရွယ်မလို့သူသူဝင်သွားမပြောတိုက်တဲ့ဘာသာဝင်ကွာငါတော်မအဲ့ဘာသာတွေကိုဟိုဘာသာရင်းနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဆိုအဲ့လိုတစ်ဖက်သက်တွေကိုဟိုဘက်ကငါဒီဘက်ကနေအမြဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငါ့ကိုဆက်ချက်လို့ဆက်ဘာမှလည်းအဲ့ဒါတွေဘဝမှာငါတို့ဘာလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီကကြောင့်မပြောလို့မရတော့ငါသမီးလေးနဲ့ပတ်သက်တာ ပြီးဘာသာရေးအရေးမကြီးဘူးပြောလို့မရဘူးကွာသူလားအရေးမကြီးလို့ပွင့်လာတဲ့ဗန်ခန်းလိုက်နေမလုံးနဲ့လေ ကဲပြဆိုတော့ဒါကတော့ park in တရားရဲ့ရည်ရင်းကလာတဲ့ scarba အဲဆိုတော့ဒီအဲအကြောင်းနဲ့ပတ်သက်ပြီးတော့မှဒါတကယ်လို့ park in တရားလို့ဒါအတိမတ်ပြောရင်ပြဒါ park in ကိုတော့လုံးဝသူ့ရဲ့ဖေကိုတော့လုံးဝအချိုးအကျောက်ကိုဒါပြောပြသင်တယ်ဒါ contribution တွေတောင်းရမယ်အနေထားလဲပါဒါဘာသာရေးဆိုတာတော်တော်ကြီးလဲဒါဘဝမှာအရေးကြီးတဲ့ခန္ဓာမှာပါတယ်ပြဆိုတော့အာဒီသူ့ရဲ့အဖေပြောသလိုမျိုးဒါသူပြောတာလည်းတော်တော်ကြီးရောက်တည်ရှိပါတယ်ဒါနော် အဲ့တဲ့ဆင်းနှစ်နှစ်သာရှိသေးတဲ့ခလေးကိုဒီဘာသာရေးတစ်ခုကိုအတွက်တင်လိုက်တာကတော့ဒါတော်တော်ကြီးလဲဒါအနိုင်ချင်းတဲ့သဘောလေးတဲရောက်တယ်ဗျဒါကျွန်တော်ထင်တယ်ဒီဟိုဘက်ကအာသူရဲ့ယောက်ျားဖက်ကဩဇာကိုဒါမလွန်ဆန်နေလို့ဒီဘာသာရေးကုပြောလိုက်ရတယ်လေဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်ဆိုတော့ဒီနေရာမှာဒီဒီကိုပြောသလိုမျိုးဗျဒါနော်သူကအတက်ငယ်သေးတယ်တကယ်လို့ကို သူကိုတိုင်း เนาะဒီကလေးကိုတိုင်ဆုံးဖြတ်တတ်တဲ့အရွေအစင်စားတတ်တဲ့အရွေရောက်တဲ့ခါကျတော့သူအဝင်ရှင်တဲ့ပါတာဝင်ဒါပြဿနာမရှိပဲမလို့เนาะအခုငွေတဲ့အရွေလေးမှာအလိုတုံးလိုက်တာကတော့ဒါအာလုံးဝလည်းအဆင်မပြေဘူးပေါ့เนาะဒါလုံးဝမဖြစ်သင့်ပါဘူးဒါ parking တရားကိုလည်းလုံးဝအချိုးချောင်းတော့ဒါအာပျော်ပြသင့်တယ်ဒါ quintal သင့်တဲ့အနေထားသင့်ဘူးပါဆိုတော့ parking တိုင်းမိဖတွေကလည်းဒီလိုဘာသာရေးဆိုတာကကိုရောကိုကိုနဲ့ဘာသာကကိုရောမှိုင်းတော့အကုန်လုံးထင်ကြတယ်ဆိုတော့ဒီ parking တရားရဲ့အနေထားမှာလည်းဘာပဲသူကဘလောက်ပဲဘာသာ သာရေးကိုငါဘာသာဝင်ရမလို့အာပြောတာမဟုတ်ဘူးလို့ဘယ်တော့ပဲပြောစီကမို့သူရဲ့အဲသူရဲ့ယဉ်ချင်းမတော့ဒါကိုဘာသာကိုဝင်စီရှင်တဲ့စိတ်တော်လုံးဝအပြည့်အဝရှိမှာပါဆိုတော့လူတိုင်းကဒီလိုပါပဲဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအာသူကိုယ်တိုင်ဆုံးဖြတ်တဲ့အရင်မှာသူကသူဒီ switch လုပ်တာကတော့အာပြဿနာမရှိပါဘူးเนาะဒါကတော့ခွင့်ပြုလို့ခွန်လိုက်လို့ရတဲ့အနေထားဆိုတော့အခုကကြတော့ဒါအတင်းအတဲ့မှာရေး အာဟိုခဲကနောက်တစ်ဖက်သားအဲ့လိုဝင်ခိုင်းလိုက်တဲ့အနေထားမျိုးဖြစ်သွားတဲ့အခါကျတော့ parking တရားအနေနဲ့ဒါတော်တော်ကြီးနဲ့အဲစိတ်မကောင်းဖြစ်ရမှာလို့ထင်ပါတယ်နော်ဒါတော်တော်အရေးကြီးတဲ့အကန့်အသတ်မှာပါတဲ့အတွက်ကြောင့်ပါသူတို့လည်းတကယ်စိတ်မကောင်းတော့ဟိုအခရိယာဘာသာတဲ့ကုပြောတော့တဲ့သူတမင်ကြီးတွေ့တယ်တကယ်ဒါနှမျောမိနေပြနော်တကယ်နှမျောမိပါတယ်ဆိုတော့ဒါလုံးဝ parking တရားကိုလုံးဝဒါ အာကျိုးအကြောင်းကိုအတိပစ်တင်တဲ့အနေထားလေးပါနော်ဒါကတော့လုံးဝဒီတိုင်းမဖြစ်သင့်ဘူးဒါဗုဒ္ဓဘာသာတိုင်းလေးဒါနှမျောလိမ့်မယ်လို့ထင်ပါတယ်အဆိုတော့ရှန်ရှန်ဆိုတော့လည်းတရှင်ကဒီရှန်ရှန်တောင်းတဲ့နောက်အဆိုတော့တယောက်ပါဆိုတော့အားကြောင့်လည်းပို့ပြီးတော့ပရိသတ်တွေပို့ပြီးတော့ ဗုဒ္ဓဘာသာဝင်တွေပို့ပြီးတော့နှမျောမယ်လို့ထင်ပါတယ်နော်အဲဆိုတော့ကျွန်တော်ကတော့တကယ်နှမျောမင်းနဲ့ဒီ file ကြီးလိုက်တော့အဖြစ်နဲ့ဒီ parking နေရာမှာရောအဗုဒ္ဓဘာသာတရားအနေနဲ့ရောတကယ်လည်းစိတ်မကောင်းအဖြစ်မိပါတယ်နှမျောမိညာလည်းပါတာပေါ့ဆိုတော့ဒီ file တော့ပါပဲဆုံးသတ်လိုက်ပါတယ်နောက်ထပ် video file မှာကျွန်တော်တို့ပြန်တွေ့ကြအောင် serious video